ားလုံးပဲမင်္ဂလာပါဒီတစ်ပတ် Premier League ပွဲစဉ်36ရဲ့စိတ်ဝင်စားစရာအကောင်းဆုံး Special Bimba ပွဲစဉ်တစ်ပွဲဖြစ်တဲ့ Chelsea တင်းနဲ့ Manchester United အတင်းတို့ရဲ့ပွဲစဉ်ကိုတော့တောက်ကြနေညမြန်မာစံတော်ချိန်တနအိဆန်ကမှာ Chelsea တဲ့အိမ်ဝင်ဖြစ်တဲ့ Stamford Bridge Stadium မှာလက်ခံကစားသွားမယ်ပွဲစဉ်တစ်ပွဲကရှိတယ် ဆိုတော့ဟိုပြီးခဲ့တဲ့နှစ်တွေကိုပြန်ကြည့်မယ်ဆိုရင် Chelsea တင်းနဲ့ Manchester United တင်းကအနီးပြားဖာဂူဆန်လက်ထက်တစ်ဖက်မှာ Chelsea တင်းကကျွန်တော်တို့ရဲ့ Esclodi တစ်ဖက်က Jose Mourinho ဆိုတော့အကောင်းဆုံးနှိပြတွေကင်တွယ်ခဲ့စေအချိန်တော့ကတော့ဒီနှစ်တင်းဟာ Premier League အမှတ်ပေး Super League အတွက်ပြိုင်ဆိုင်မှုပြင်းထန်ခဲ့ကြတယ်ကလပ်နဲ့တင်းလည်းဖြစ်တယ်တကယ်ကို Special Bin Match ပွဲစဉ်တစ်ပွဲလည်းဖြစ်ခဲ့ကြတယ်ဒါပေမဲ့လို့ဒီနောက်ပိုင်းနှစ်တွေမှာတော့ Chelsea အသင်းရော United အသင်းရောကျွန်တော်တို့ဒါအမှတ်ပေး Super League ရဖို့အတွက်ပေါ့လေရုန်းကန်နေရတဲ့အခြေအနေကိုသိရှိကြတယ် ယ်ဆိုတော့လက်ရှိမှာတော့ဒါကျွန်တော်တို့ Chelsea အသင်းကလည်းကျွန်တော်တို့ဒါအအောင်မြင်မှု supply နဲ့ဝေးကွာနေသလိုတစ်ဖက်က United အသင်းကလည်း MBA supply ရဖို့အတွက်ရုန်းကန်နေရတဲ့ကလပ်အသင်းတွေလည်းဖြစ်တယ်။တစ်ချိန်တုန်းကတော့ Premier League MBA supply အတွက်ပြိုင်ဆိုင်မှုပြင်းထန်ခဲ့တဲ့ကလပ်နှစ်သင်းလည်းဖြစ်တယ်။ So anyway ပါဒါပထမဆုံးဒါကျွန်တော်တို့ Chelsea အသင်းကြောင်းပြောမယ်ဆိုရင်တော့ Chelsea ကဒီရာဒီမှာ Champions League ဝင်ခွင့်ရဖို့ဆိုရင်တော့ Manchester United အသင်းနဲ့ပွဲစဉ် ပြီးရင်ဒါ Nordian Forest အသင်းနဲ့ပွဲစဉ်မှာလက်ချက်နှစ်ပွဲစလုံးကိုကျွန်တော်တို့ရမပြည့်ယူနိုင်မှသာဒီအနီမှာ Champion League ဝင်ခွင့်ရဖို့အခြေအနေကောင်းမှာဖြစ်တယ်။ဘာကြောင့်လဲဆိုတော့ပြီးခဲ့တဲ့အပတ်တုန်းကဒီ Newcastle အိမ်ခွင့် Saint James ပတ်မှာတူးနေရလက်နဲ့အရေးနိုင်ခဲ့တဲ့အခြေအနေကြောင့်မို့လို့ Chelsea အတင်းအတွက်တော့ဒါကျွန်တော် under pressure အောက်ရောက်သွားတယ်လို့ဒါကျွန်တော်တို့မဖြစ်မနေပေါ့လေနိုင်ပွဲပြန်ရအောင်ရှာဖွေရမယ့်အခြေအနေပါ Newcastle အတင်းနဲ့ပွဲစဉ်မှာကျွန်တော်တို့ Chelsea ကပထမပိုင်းကစားပုံတော်တော်လေးကိုဆိုးရခဲ့တယ်လို့ဒုတိယပိုင်းကစားပုံကောင်းခဲ့တာမှန်ပေမဲ့လို့ကျွန်တော်အဲ့ဒီပွဲရှုံးပွဲကကျွန်တော် United အတင်းနဲ့ပွဲစဉ်မှာ impact မဖြစ်ဖို့အတွက်အရေးကြီးပါတယ်ဒါမှမဟုတ်ဒါကျွန်တော်တို့ Chelsea ကနောက်ဆုံးပြန်ပွဲဆို၅ပွဲမှာ၄ပွဲထိနိုင်ပွဲရှာထားနိုင်ပြီးတော့မှကျွန်တော်တို့ဒါ ဒီ Newcastle တပွဲတည်းသာကျွန်တော်အရင်နေထားတဲ့အခြေအနေလည်းဖြစ်တယ်နောက်ဆုံးပြိုင်ပွဲဆို၅ပွဲမှာတိုက်စစ်က6ဂိုးတိရှာဖွေထားနိုင်ပြီးတော့မှကျွန်တော်တို့ဒါဒီအခြေအနေကတပွဲပြတ်မြတ်2.0%လောက်ထိတိုက်စစ်ကရှာဖွေထားနိုင်တယ်ဆိုတဲ့အခြေအနေလည်းဖြစ်တယ်ပြီးခဲ့တဲ့ပတ်တုန်းကကလပ်တင်းရဲ့တိုက်စစ်ကစားမှဖြစ်တဲ့ Nicolas Jesse ရဲ့ဒီပေါ့လေဒါရအနီးကပြစ်ဒဏ်ကြောင့်မလို့ United အသင်းနဲ့ရောတစ်ဖက်က Nottingham Forest အသင်းနဲ့ပွဲစဉ်မှာပါပါဝင်လာဖို့အခြေအနေမရှိတဲ့အခြေအနေမှာတိုက်စစ်ကိုတော့ဒါကလပ်အသင်းရဲ့တိုက်စစ်ကစားမဒီပေါ့လေတောက်မှကစားသမားဖြစ်တဲ့ Barcelona တို့ကဥဆောင်လာဖို့အခြေအနေရှိတယ်။ Chelsea အသင်းက Manchester United အသင်းနဲ့ပွဲစဉ်ပြီးရင် 25ရက်နေ့မှမှကျွန်တော်တို့ဒါ Nordian Forest အတင်းနဲ့ပွဲစဉ်26ရက်နေ့ကျမှကျွန်တော်တို့ဒါ UEFA Conference League ရဲ့ Final ပွဲစဉ်ကစားမယ့်အခြေအနေရှိတာကြောင့်မလို့တစ်ဖက်က Manchester United အတင်းနဲ့ဆိုင်တော့ပွဲရက်တွေကအရန်ကတ်နေတဲ့အနေအထားတစ်ခုတော့မဟုတ်ဘူးဆိုတော့ Chelsea ကလက်ရှိမှာပေါ့လေဒါကျွန်တော်တို့ဒီကစားသမားတွေလည်းတော်တော်များများ injury အခြေအနေကလည်းပြန်ကောင်းလာတဲ့အခြေအနေဒါပြင်ကျွန်တော်တို့ဒါကွင်းလယ်မှာအားကိုးရတဲ့ဒီ Moise Caicedo ပဲဖြစ်ဖြစ်တစ်ဖက်က option အနေနဲ့ကျွန်တော်တို့ဒါ Romeo Lavia ပဲဖြစ်ဖြစ် အန်ဆိုဖာနာဒက်ပဲဖြစ်ဖြစ်တစ်ဖက်ကခိုးပါမားလည်းခြေစွမ်းပြန်ပြနိုင်တဲ့အခြေအနေကြောင့်မလို့ယူနိုက်တက်အသင်းရဲ့ပွဲစဉ်မှာခြေစွမ်းပြပြီးတော့မှအတွင်းကိုးတွေတွင်းယူသွားနိုင်မလားဒါစိတ်ဝင်စားဖို့ကောင်းတဲ့အခြေအနေမျိုးရှိတယ်တစ်ဖက်ကမန်ချက်စတာယူနိုက်တက်အသင်းကတော့22ရက်နေ့မှာယူရိုပါလိဖိုင်နယ်ပွဲစဉ်အဖြစ်တော်တင်ဟော့စ်ပါအသင်းရဲ့ပွဲစဉ်ကစားမယ့်အခြေအနေရှိရကြောင်းမလို့ဒီဘက်အမိုရင်ကဘလူးပဲဆိုဆိုဒါကျွန်တော်ချက်စီအသင်းရဲ့ပွဲစဉ်မှာတော့အသင်းရဲ့အဓိကကစားသမားတွေနဲ့ဆိုင်ပေါ်ထွက်ခွင့်နေပါတဲ့ကစားသမားတွေ ူငယ်ကစားသမားတွေနဲ့ဒါကျွန်တော်တို့ပွဲထုတ်လာဖို့အခြေအနေရှိရလို့မြင်တယ်။ဒီဟာဒီမှာ Manchester United အတင်းကကျွန်တော်တို့ Premier League မှာပေါ့လေခြေစွမ်းအရာကျွန်တော်တို့မေးခွန်းထုတ်ဆရာအခြေအနေရှိနေတယ်။ရလိုက်ရဆိုးွားနေတယ်ဆိုပေမဲ့လို့တကယ်လို့ဒါကျွန်တော်တို့ Europa League မှာကျွန်တော်တို့ Champion ဖြစ်ခဲ့ရင်ဒါသူတို့အနေနဲ့နောက်ရဒီမှာ Champion League ဝင်ခွင့်ရမယ်။အဲကျွန်တော်တို့ဒီအတင်းအတွက်ပေါ့လေအများကြီး impact ဖြစ်သွားနိုင်တဲ့အခြေအနေကြောင့်မို့လို့ Chelsea အတင်းနဲ့ပွဲစဉ်ကိုသူတို့အာယုံအပြည့်အဝစိုက်လာမယ်လို့တော့ကျွန်တော်ကတော့မမြင်ဘူး။ဒါပြင်ကျွန်တော်ပြီးခဲ့တဲ့အပတ်တုန်းကအတင်းရဲ့နောက်ခံကစားသမားဖြစ်တဲ့ Lino Yoyo Injury injury ဖြစ်တာမာတီနဲ့ injury အခြေအနေကြောင့်မို့လို့ပါဝင်လာဖို့အခြေအနေမရှိတာဒီလစ်ပါဝင်လာဖို့အခြေအနေမရှိတာအာတစ်ဖက်ကကျွန်တော်တို့ဒါဒီဒါလော့တို့ပါဝင်လာဖို့အခြေအနေမရှိတာကြောင့်မို့လို့ Manchester United တင်းရဲ့ဒါကျွန်တော်ခန်းစစ်ကမေကွန်ထုတ်ဆရာအခြေအနေတွေလည်းဖြစ်နေတယ်အာကျွန်တော်တို့ ဒါမှမဟုတ်ပေါ့လေဒါကျွန်တော်ပြီးခဲ့တဲ့အဲဒီပထမအကြော်တွေ့ဆုံပုံမှာတော့ United အင်ခွဲမှာ Manchester United က Chelsea ကို1-1တည်းရေကစားထားတဲ့အခြေအနေလည်းဖြစ်တယ်။ဒီနှစ်တည်းကနောက်ဆုံးထိတိုက်တွေ့ဆုံမှုတွေအရကြည့်မယ်ဆိုရင်ပြိုင်ဆိုင်မှုပြင်းထန်ခဲ့တယ်လို့ကျွန်တော်တို့ဒါအပြန်အလှန်အတွင်းကိုတွေလည်းမြင်ရဖို့အခြေအနေလည်းရှိတယ်။ဒါကြောင့်မလို့ဒါကျွန်တော် Chelsea အသင်းနဲ့ Manchester United အသင်းနဲ့ပွဲစဉ်မှာတော့ကလပ်အသင်းကြီးနှစ်သင်းဖြစ်တာကြောင့်မလို့အသင်းကြီး performance အတိုင်းကစားသွားဖို့အခြေအနေရှိပြီးတော့မှဒါအပြန်အလှန်အတွင်းကိုတချို့ကိုလည်းမြင်ရဖို့အခြေအနေရှိရလို့ကျွန်တော်ကမြင်တယ်။ဆိုတော့ပြည်သက်ကို entertainment ပေးအောင်မဲ့ပွဲစဉ်တပွဲလို့ကျွန်တော်တို့ထင်တယ်ပေါ့လေဆိုတော့ချစ်ရှုပေးခဲ့တဲ့ဒုတိယကိုချင်းစီတိုင်းကိုအထူးပဲကျေးဇူးတင်ပါတယ်မြန်မာပြည်သူပြည်သားအားလုံးစိတ်ချမ်းသာခြင်းကိုယ်ကျန်းမာခြင်းနဲ့အားလုံးပြည့်စုံကြပါစေအားလုံးကိုကျေးဇူးတင်ပါတယ်